မင်္ဂလာပါရှင် မင်းသိန်ခဘေးဒင်း application မှာကြိုဆိုပါရစေမင်းသိန်ခဘေးဒင်းပြည်သူများအတွက်2025ဇွန်လ22ရက်နေ့မှ2025ဇွန်လ28ရက်နေ့အထိတပတ်စာဘေးဒင်းဟောဆက်တမ်းများကိုဟောပြောပေးသွားမှာဖြစ်ပါတယ် တနင်္ဂနွေသားသမီးများအတွက်တပတ်စာပေတင်ဟော့စတန်အလုံးအစ်စ်အတွက်အင်တာဗျူးဝင်ရမည်မော်တော်ကားအယောင်အဝယ်ဖြစ်မည်နိုင်ငံခြားမှငွေရောက်မည်သို့မဟုတ်နိုင်ငံခြားသို့ငွေပို့ရမည်ရရှိရန်ရှိသောငွေများဝင်မိတည်င်းကောင်းကြရမည်ပဲပြောင်းနှံကောက်ပဲတည်နှံအထွက်ကောင်းမည်ဈေးကောင်းရမည်အိမ်ပြင်အိမ်ဆောက်ရန်ခွင့်ပြုမိန်ရမည်တယ်လီဖုန်းအစ်စ်ဝင်မည်ကျန်းမာရေးကတော့လက်သို့မဟုတ်ခြေထောက်အနှဲငယ်နှာမည်ပညာရေးမှာတိုးတက်မှုရှိပါသည်အခြေရေးမှာချစ်သူဦးလှဲစားမှုကိုခံရမည်အိမ်နောက်ရေးမှာလည်းတာယာမှုမရှိ ှိပါကံကောင်းသောကနန်းများမှာသစ်35ကနန်းများဖြစ်ပါသည်ခြေတရားအနေဖြင့်တနင်္ဂနွေနေ့မှာတကူကြီးဖျားတနင်္ဂနွေတောက်မှာအုံညွန့်16ညွန့်ကတ်လူပါရေ6ခွက်ရေတက်ပဲပါတနင်္ဂနွေသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေရှင် တနင်္လာသားသမီးများအတွက်တပတ်စာပေးခြင်းဟော့စတန်ဝန်ထမ်းဖြစ်ပါကအလုတ်ပြောင်းအလုတ်နေရပြောင်းရလိမ့်မည်ဝင်ငွေကောင်းမီရရှိရန်ရှိသောငွေများဝင်မီတည်င်းကောင်းကြရမည်နိုင်ငံခြားခရီးထွက်ရမည်တည်င်းကောင်းဝင်မီရွှေဝင်မီရွှေလုံငန်းများကောင်းမီစက်တူရှယ်ယာလုပ်ငန်းများအတွက်အစီအစဉ်ပြုလုပ်ရမည်အမိအဖတ်တဦးဦးကျမ်းမာရေးညံ့မီဆိုင်ကဲအယောင်အဝယ်ပြုလုပ်ရမည်ကျမ်းမာရေးအနေနဲ့ချောင်းဆိုးမီပညာရေးမှာအနောက်ရှက်ပေါ်မီအခြေရေးမှာချစ်သူထွန်းမှာအကူအညီရရှိမီအိမ်အောင်ရေးမှာလည်းတာယာပါသည်ကံကောင်း ောင်းသောကနန်းများမှာ6.8ကနန်းများဖြစ်ပါသည်ရေတရအနေဖြင့်တနင်္လာနေ့မှာတကိုးကြီးဖျားတနင်္လာတောက်မှာငွေထီးနှစ်လက်ကတ်လှူပါတနင်္လာသားသမီးများတပတ်တာအတွင်းမှာစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းများနှင့်ပြည့်စုံကြပါစေရှင် တင်ကာသားသမီးများအတွက်တပတ်စာပေးခြင်းဟော့စတန်နိုင်ငံခြားမှာအလုရှောက်နေပါကသို့မဟုတ်နိုင်ငံခြားတို့အလုရှောက်နှမ်းထားပါကအလုရမည်အလုအစ်စ်ပေါ်မီသို့မဟုတ်ဆိုင်သစ်ဖွင့်ရလိမ့်မည်အိမ်အိမ်ခန်းတိုက်ခန်းကွန်ဒိုခန်းအယောင်အဝယ်ပြုလုပ်ရမည်နေအိမ်ကိုစပိန်အဝင်မခံရမဝယ်ရကန့်ညံ့မည်အမှုရှိပါကထိုအမှုအတွက်တည်င်းကောင်းကြရမည်တယ်လီဖုန်းအစ်စ်ဝင်မီကျမ်းမာရေးအနေနဲ့နားရောကဖြစ်မည်ပညာရေးမှာရလက်ကောင်းပါသည်အခြေရေးနှင့်အိမ်ဆောင်ရေးမှာတာယာပါသည်ကံကောင်းသောကနန်းများမှာ6 ခုံကိုကနန်းများဖြစ်ပါသည် ရေတရအနေဖြင့်အင်္ကာနေ့မှာနေအိမ်ဖျားចောင်းဆောင်မှာစီရမင်း၃ပွဲကတ်လှူပါအင်္ကာသားသမီးများတပတ်တာအတွင်းမှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေရှင် ဗုဒ္ဓဟူးသားသမီးများအတွက်တပတ်စာပေတင်ဟော့စတန်အိန္ဒိယအရွှေ့အပြောင်းကိစ္စအတွက်အစီအစဉ်ပြုလုပ်ရမည်နိုင်ငံခြားတန်ရုံတရုံမှဗီဇာလျှောက်ထားပါကဗီဇာရမည်အမွေကိစ္စအတွက်သတင်းကောင်းကြားရမည်မော်တော်ကားအယောင်အဝယ်ဖြစ်မီတောင်ကုန်းတောင်တန်းဘက်သို့ခရီးထွက်ရမည်တခိုးခိုးခံရတတ်သည့်တတိထားပါကျွေးဟောင်းပြန်ဆန်းနိုင်မည်သို့မဟုတ် ကျွေးဟောင်းပြန်ရမည်။ကျမ်းမာရေးအနေနဲ့ခါနာမည်။ပညာရေးနဲ့ပတ်သက်ပြီးတော့ကံကောင်းပါသည်။နိုင်ငံခြားတို့ပညာရေးကိစ္စဖြင့်တွားရမည်။အခြေရေးမှာချစ်သူနှစ်ဦးကြားအနောက်ရှယ်ဝင်မည်။အိမ်ောင်ရေးမှာလည်းအိမ်ောင်ဘက်နှင့်စကားများရမည်။ကံကောင်းသောကနေများမှာ2 4 8ကနေများဖြစ်ပါသည်။ရေတရာအနေဖြင့်ဗုဒ္ဓဟူးနေ့မှာတကူးကြီးဖျားဗုဒ္ဓဟူးတောက်မှာရက်ဖြူလေးလက်ကတ်လှူပါ။ဗုဒ္ဓဟူးသားသမီးများတပတ်တာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများနှင့်ပြည့်စုံကြပါစေရှင်။ ကြာသာပရိသသမီးများအတွက်တပတ်စာဖေးတင်ဟော့စတန်ဝန်ထမ်းဖြစ်ပါကလုပ်ငန်းခွင်မှာပြဿနာအနေငယ်ဖြေရှင်းရမည်တို့ရာတွင်စိုးရင်စရာမလိုပါရရှိရန်ရှိသောငွေများဝင်ပြီးမြေအယောင်အဝယ်အတွက်စရင်ငွေအပေးအယူစာချုပ်ချုပ်ရမည်ပြောင်းနေသောပစ္စည်းပြန်တွေ့မည်တယ်လီဖုန်းအသစ်ဝင်ပြီးမော်တော်ကားအယောင်အဝယ်ဖြစ်မည်ရေလုံငန်းရေထွက်ပစ္စည်းရောင်းဝယ်လုပ်ငန်းများမှာအကျိုးအမြတ်များရရှိမည်ကျန်းမာရေးကတော့ခေါင်းမှုခေါင်းကိုက်ဖြစ်မည်ပညာရေးမှာကံကောင်းနေပါသည် အချစ်ရေးမှာချစ်သူနှင့်အနည်းစိတ်နေလိမ့်မည်အိမ်တော်ရေးမှာလည်း တာယာမှုမရှိပါကံကောင်းသောကနန်းများမှာ26ခုကနန်းများဖြစ်ပါသည်ရေရာအနေဖြင့်ကြာသာပရိနေတကိုးကြီးဖျားကြာသာပရိတောက်မှာဇီကိုညွတပြေကိုညွခန့်ကော်ကိုညွကလှူပါကြာသာပရိသားသမီးများတပတ်တာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင် တောက်ကြသားသမီးများအတွက်တပတ်စာပေတင်ဟော့စတန်မော်တော်ကားအယောင်းအဝယ်ဖြစ်ပြီးဝန်ထမ်းဖြစ်ပါကယာဒူတိုလာစာတိုတည်င်းကောင်းကြရမည်ဝင်ငွေကောင်းပြီးကျွေးကိစ္စအတွက်ရှင်အေးရမည်တရားရေးရာကိစ္စများအမှုကိစ္စများအတွက်တည်င်းကောင်းကြရမည်အိမ်ပြင်အိမ်ဆောင်မိအစီအစဉ်ပေါ်မီရွှေဝင်မီဆွေမျိုးထဲမှာမင်္ဂလာဆောင်ပေါ်ပါကနမိတ်ကောင်းပြီးတယ်လီဖုန်းအသစ်ဝင်မီကျမ်းမာရေးအနေနဲ့ကတော့လဲချောင်းနာမီပညာရေးမှာအခက်အခဲပေါ်မီအချစ်ရေးမှာချစ်သူနှစ်ဦးကြားအနှောက်အယှက်ပေါ်မီအိမ်နောက်ရေးမှာလည်းတာယာမှုမရှိပါကံကောင်း ်းသောကနန်းများမှာ9 6 9ကနန်းများဖြစ်ပါသည်ရေရာနေဖြင့်တောက်ကြနေတကူကြီးဖျားတောက်ကြတောင်းမှာတသိ6လုံးကတ်လူပါတောက်ကြသားသမီးများတပတ်တာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျင်းမှခြင်းပြည့်စုံကြပါစေရှင် စနေသားသမီးများအတွက်တပတ်စာပေတင်ဟော့စတန်အိမ်အိမ်ခန်းတိုက်ခန်းကွန်ဒိုခန်းအရာအဝယ်ဖြစ်ပြီးမော်တော်ဆိုင်ကယ်အတွက်စိတ်ညစ်ရမည်လေယာဉ်သုံးစက်ပစ္စည်းဝင်ပြီးဝန်ထမ်းဖြစ်ပါကအလုပ်ပြောင်းအလုပ်နေရာပြောင်းပေါ်မည်ဆွေမျိုးအကြီးအကဲတအူးထံမှအကူအညီရရှိမည်စက်တူရှယ်ယာလုပ်ငန်းမှအကျိုးအမြတ်များရရှိမည်ကျန်းမာရေးကတော့အိမ်မပျော်သောယောဂါရမည်ပညာရေးမှတိုးတက်သည်အခြေရင်းနှင့်အိမ်ောင်ရေးတာရပါသည်ကံကောင်းသောခန်းများမှာ 356ခန်းများဖြစ်ပါသည်ရဲတရအနေဖြင့်စနေနေ့တကူကြီးဖျားစနေတော့မှာပြေစာကိုညွန်းအုံကိုညွန်းရွက်လှကိုညွန်းကတ်လူပါစနေသားသမီးများတပတ်တာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေရှင်မင်းသိန်ခါ application မှာဆရာဦးဟိန်းထက်စော်ဆရာကြီးဦးဝင်းစော်တက်တော်ဆရာမတော်စုလက်ရတနာဆရာမတော်မေတ္တနာဆရာမတော်ပိုးဟိတာနဒီတို့နဲ့ဗီဒီယိုကောတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ရှင်ခொနေရသားသမီးများအတွက်စောင့်ရန်ရှောင်ရန်တပတ်စာကန့်ကြမအောင် မင်းသင်္ခါပေတဲ့ YouTube channel တွေလည်းကြည့်ရှုနိုင်ပါတယ်ရှင်။မင်းသင်္ခါပေတဲ့ application ကိုအသုံးပြုသူမိဘပြည်သူအပေါင်းအနာရောဂါကင်းရှင်းပြီးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်းစုမုံကောင်တောင်းပေးလိုက်ရပါတယ်ရှင်။